ရွေးကောက်ပွဲအကြိုကာလမှာပါတီတွေအပြိုင်အဆိုင်မဲဆွယ်နေကြတယ်လို့ရန်ကုန်မြို့ကအနှင်းရင်သမားတွေကလည်းသူတို့ထောက်ခံတဲ့ပါတီတစိပ်ပါအလံတွေကိုတက်ဆင်ထားကြပါတယ်။ဥမျိုးစော်လင်းသတင်းပေးပို့ထားပါတယ်ရှင်။ရွေးကောက်ပွဲရဲ့မဲပေးဖို့နီးကပ်လာတဲ့အများပါတီတွေရဲ့မဲဆွယ်စီယုံရေးလုပ်ငန်းစဉ်တွေဟာလည်းအပြိုင်အဆိုင်ရှိလာပါတယ်။ ဒီလိုအပြိုင်ဆိုင်တူတဲ့ငါမဲဆွယ်စီယုံရေးလုပ်ငန်းစဉ်တွေထဲမှာပါတီကြီးနှစ်ခုရဲ့အမှတ်တရစိတ်အလံတွေကရန်ကုန်မြို့ရဲ့လမ်းမတွေထဲမှာပြည့်စွဲနေတဲ့ကာဆိုင်ကဲစပိန်တွေကတက်ဆင်သွားလာနေပါတယ်။ရုံကြီးအောက်ကိုတဲ့အနေထားလည်းပါတာပေါ့နော်။အဲဒေါ်သူလုပ်တဲ့လုပ်ငန်းမှန်တယ်ရောက်တော့ဝင်ကြည့်တယ်ပေါ့။အဲ့ဘိုင်းလေးကြောင်းတာဟိုခံရဲနဲ့တက်တာ။လမ်းတော့ဒီပါတီရဲ့ဟိုကောင်းကောင်းဘိုင်းနဲ့ဒီပါတီရဲ့လုံနိုင်မဲ့အရင်ကိုယုံကြည်လို့အဲ့ဒီအတွက်ကိုကျွန်တော် ထောက်ခံကြိုဆိုတဲ့အနေအားမျိုးနဲ့အဲ့လိုမျိုးတက်ဆင်းနေတာရန်ကုန်မြို့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဒဇိ့ပါအလန်တက်ဆင်ပြီးတွာလာနေတဲ့ရင်းတွေရှိတယ်လို့ပြည်ထောင်စုကျန်းကန်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဒဇိ့ပါအလန်တွေတက်ဆင်ပြီးတွာလာနေတဲ့ရင်းတွေလည်းရှိပါတယ်နောက်30လုံးကတော့ဒီဒီလူလူစိတ်ဝင်စားရတဲ့အားနဲ့တို့ကျွန်တော်ကိုရနဲ့စိတ်ဝင်စားတာအားနဲ့ပါအခုတော့ဒီဒီငါးနှစ်တာကာလလောက်အတွင်းမှာဒီနိုင်ငံရေးရဲ့ဒီပွင့်လင်းမြင်သာမှုတွေလည်းတိုးတက်ပြောင်းလဲလာတာနဲ့အများဒီ နိုင်ငံရေးကလည်းဘာဖြစ်ဖြစ်တိုးတက်လာတယ်လေပြည်သူလူထုတွေလည်းနိုင်ငံရေးနဲ့ပတ်သက်လို့အမြင်အားဖြင့်ဟိုပိုတိလာကြတာအခုလိုမျိုးမဲဆက်စည်းရုံးရေးကဏ္ဍတွေရောက်လာတဲ့အခါကျတော့အခုလိုမျိုးပါတီဒီဒီရဲ့နှုတ်ဆော်စည်းရုံးမှုတွေပိုလာတဲ့အချိန်မှာတော့ပြည်သူတရားဥပဒေနဲ့နိုင်ငံရေးကိုပို့ပြီးတော့စိတ်ဝင်စားမိလာတာဒီကောက်ဝဲကျင်းပါဘူးရပောင်း30ကျော်သာလိုတော့ပါတယ်ရန်ကုန်မြို့မှာမဲဆန္ဒနယ်45ခုရှိပြီးပြည်သူလူထုတော့မျိုးသားလူထုတော့နဲ့တိုင်းဒေသကြီးလူထုတော်ဒီမှာ ပါတီ၁၉ပါတီဝင်ရောက်ရှိနိုင်ကြမှာဖြစ်ပြီးတတိပုဂ္ဂလအပါအဝင်ကိုယ်စားလှယ်ပေါင်း၈၀၀ရှိပါတယ်ကျွန်တော်မျိုးစော်လေးပါ